ေရဒေတာတိတိမှာတန်ရာကဆွေမျိုးတွေအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဆံမငွေကြပြီဖြစ်ပါတယ်เนาะအခုကျမက2025မေလအတွဲတနုံးနေတာသမီးတွေရဲ့ကံကြမ္မာကိုအရင်ဦးဆုံးဟောကြားပေးမှာပါဒီလိုဟောကြားတဲ့နေရာမှာကျမကတော့ အဲအရင်တုန်းကတော့အချက်၃ချက်ဆိုပြီးဟောပေးတာပေါ့နော်အခုကတော့အချက်၅ချက်ပေါ့နော်ဒါကျွန်မတို့မှတ်နေနဲ့ပြောပြောပေးကြတာပေါ့နော်ကလေးတွေဆိုရင်လည်းအဲပညာရေးထက်ဟောပေးဖို့ပေါ့နော်ဟုတ်တယ်ပညာရေးရေးကြည့်တဲ့အဲတချို့ဆိုလည်းခီးသွားခြင်းပေါ့နော်ဒါလေးတွေအဲထည့်ပြီး ဟောပေးပါဆိုတော့ဒီနှစ်အချက်လေးကိုကျွန်မဟောပေးမယ်အဓိကကတော့ကျွန်မကတော့ကျမရဲ့ကိုဦးစားပေးတဲ့သူဆိုတော့နံပါတ်1ကျမရဲ့နံပါတ်2အဲထုံးစံတိုင်းပေါ့နော်အခြေရင်းနဲ့အိမ်ကောင်ကြီးနံပါတ်3ကတော့စီးပွားရေးနဲ့ငွေကြေးကိစ္စနံပါတ်4ကတော့ပညာရေးနံပါတ်5ကတော့ခီးတော်လာခြင်းနဲ့ကံကောင်းစေတဲ့ခဏန်းတွေပါတခါတည်းထည့်ပြီးဟောကြားပေးမယ်ပေါ့နော်ဟုတ်ပြီအခုပေါ့နော် အခုဆိုရင်တနုံငနေသားသမီးတွေရဲ့ကံကြမ္မာကိုကျွန်မ2025မေလတလဆာအတွက်တနုံငနေသားသမီးတွေရဲ့ကံကြမ္မာကိုဟောကြားပေးမှာဖြစ်ပါတယ်။ကျွန်မကတော့တလဆာဟော့စတန်နေဟောတဲ့ဟောပေးတဲ့နေရာမှာပေါ့နော်။ဟိုကျွန်မအမြဲတမ်းပြောပါတယ်။တလမှာဟိုကံလေးမိမ့်မိန်တဲ့နေ့နံနှစ်ခုအမြဲထွက်တယ်ပေါ့နော်။အဲဒီနေ့မှာတော့ ဟိုစာပွဲဥွတ်ပေါ့နော်အဲ့နင်းနန်လေးနှစ်ခုထဲမှာမှအခုပထမဆုံးခေါ်ပေးမယ်တနုံးကနေတာသမီတွေဟာမေလာတလားစာတွေကံလေးမှေးမိနေတဲ့အထက်မှာပါနေတယ်ရှင်နော်အဲစိတ်စိတ်မကောင်းစားလည်းပဲပွဲဥတဲ့တနုံးငနေသားသမီးတွေကတော့အကံမကောင်းတဲ့နေနယ်လေးတွေမှာတော့ပါနေတယ်နော်အဲ့တော့အခုအရင်ဆုံးတနုံးငနေသားသမီးတွေရဲ့ကျွန်မစမ်းမာရေးကိုအရင်ဦးဆုံးဟောကြားပေးမှာပါဗောနော်ကဲဟုတ်ပြီ တနုံးလေသာသမီတွေကတော့မေလတလစာအတွက်တနုံးလေသာသမီတွေရဲ့ကံကြမ္မာကတော့ဟုတ်ပါတယ်ဒီမှာလေဒီလိုပါလာတယ်အဲရှုတောင်မျိုးစုံကကြည့်လိုက်တာပေါ့နော်ကြည့်လိုက်တဲ့အချိန်မှာတနုံးလေသာသမီတွေကကျမရေကို ခယူးဆိုက်ရပါမယ်မိမိရဲ့နေရာပေါ့မိမိနေထိုင်တဲ့နေရာမတန့်ရှင်းတာတွေမတန့်ရှင်းတယ်ဆိုတာအင်တန်ရှင်းမလို့လို့ကျမတိုက်တပြည့်စီမလဲတမျိုးမဟုတ်ဘူးပေါ့နော်မမြင်အပ်တဲ့အရာတွေ ပေါ့နော်မိမိရဲ့အိမ်မိမိရဲ့ခြံဝန်းထဲမှာရှိနေတယ်တဲ့အဲ့ဒီလိုမိမိနေမိမိအိမ်မိမိခြံဝန်းထဲမှာရှိနေတဲ့ခါကြတော့မမြင်ရတဲ့အနောက်ချက်တွေရှိတယ်ပေါ့နော်ဒီလိုရှိတဲ့ခါကြတော့ကိုယ်ကိုအထင်လွဲတာအမြင်လွဲတာတွေရှိတတ်တယ်အဲဒီလိုပဲကိုယ်ကိုဂုံတိတ်ခါညှိုးနှွမ်းစေမဲ့အရာတွေကိုယ်ကိုမကောင်းကြံအပုတ်ချတာတွေအဲဒါမျိုးတွေကို ခံရတယ်မဟုတ်မမှန်ဆွဆွဲတာတွေကိုလည်းခံရတယ်ပေါ့နော်ပြီးတော့ အဲ့ဒီအတွက်အိမ်တွင်းကြီးဟာအင်မတန်ပူလောင်နေတယ်တဲ့ဒီလိုခံစားရတယ်နော်ဒီလိုလေးတော့ကျမဒီလိုမျိုးမြင်လဲပေါ့နော်ဒါကြောင့်တနုံကနေသားသမီးတွေဟာကျမရင်းနဲ့ပတ်သက်ရင်တော့အထုကယူဆိုင်ပါအပူနဲ့ပတ်သက်တာတွေအပူနဲ့ပတ်သက်တယ်ဆိုတော့အိမ်တွင်းကြီးတော့ကအပူမီးကြောင်လည်းဖြစ်နိုင်တယ်အပူလွန်ကဲတာလည်းဖြစ်နိုင်တယ်အပူငုတ်တာမျိုးလည်းဖြစ်နိုင်တယ်ကျမရင်းနဲ့ပတ်သက်ရင်တော့ဒါလေးကိုဂယူဆိုင်ပေးပါနော်အဲပြီးတော့ အိမ်နေရာထိုင်ရင်မတန်ရှင်းတဲ့မမြင်ရတဲ့အရာရဲ့အတောက်ချက်မျိုးတွေလည်းရှိတတ်တယ်ဆိုတာလေးကိုပြောရင်းနဲ့တနုံနေသားသမီးတွေရဲ့ကျမရည်နဲ့ပတ်သက်တဲ့ hostel လေးအဲကျမရည်နဲ့ပတ်သက်တာလေးပြီးပါပြီပေါ့နော်အခုခါမှာတနုံနေသားသမီးတွေရဲ့အချစ်ရည်နဲ့အိမ်တော်ရည်ပေါ့နော်တနုံနေသားသမီးတွေရဲ့အချစ်ရည်နဲ့အိမ်တော်ရည်ကိုဒါအရင်ဆုံးအခုဟောပေးမှာပေါ့နော် သနုံးနေတာသမီးတွေရဲ့ဒီနေ့သနုံးနေခေါ်ရတာတော့တမျိုးပဲအဲသနုံးနေတာသမီးတွေရဲ့အဲ့လိုအချစ်ရေးတွေအိမ်အောင်ရေးတွေကလည်းသူကအိမ်မာလေးဩဟုတ်ပြီသူကအဆင်မပြေတာတွေများတယ်ဒီအချစ်ရေးအိမ်အောင်ရေးမှလည်းအိမ်တွင်းရေးကပူလောင်နေတဲ့အတွက်ခုနကတော့ကျမကြီးနဲ့ဒီမှာတော့ဝင်းဆက်ချိတ်ဆက်တယ်ပေါ့နော်ဒီလိုမျိုးအိမ်တွင်းရေးတွေပူလောင်နေတဲ့အတွက်ဒီလို အခြေရေးတွေအိမ်ဆောင်ရေးတွေမှာလည်းထိကိုက်နေတယ်အိမ်တွင်းပြုံးဝင်းဝင်းနဲ့လောင်းနေတယ်ဒါပေမဲ့လို့သူကတိတ်မကြခင်ပြင်းပြင်းထန်ထန်တော့ပြင်းပြင်းထန်ထန်ချီတော့ဖြစ်တယ်ဖြစ်လိမ့်မယ်အခြေရေးပဲဖြစ်အိမ်တော်ဖြစ်အထင်လွဲတာတွေအမြင်လွဲတာတွေအိမ်တော်အိမ်တွင်းရင်းမှာဆိုတဲ့အရှုပ်ထွေးတွေဒါမျိုးတွေရှိမှာအဲဒီလိုအင်မတန်ရှုပ်ထွေးပြီးပြင်းပြင်းထန်ထန်ဖြစ်ပြီးွားမှအဆင်ပြေမယ်တဲ့နော်သူကနောက်ဆုံးမှာတော့အဆင်ပြေမဲ့လက္ခဏာတွေရှိတယ်နော်ဒါကြောင့်မို့အခြေရေးတွေအိမ်တော်ရေးတွေရတယ်စိတ်ရှည်ဖို့ နော်ဆုံးဖြတ်ချက်တွေမစောဖို့နော်မိမိရဲ့ပေါ့နော်အထင်မြင်လွဲတာတွေကိုတိတ်တိတ်ချာချာရှင်းပြတတ်ဖို့နဲ့ပြဿနာတွေကိုကင်ကွယ်တတ်ဖို့တော့လိုမယ်လို့ကျွန်မအကြံဉာဏ်လေးပေးပြရစီနော်အခုကတော့တနုံးငွေသားသမီးတွေရဲ့စီးပွားရေးနဲ့ငွေကြေးကိစ္စဟုတ်ပြီအဲစီးပွားရေးနဲ့ငွေကြေးကိစ္စအားလည်းပေါ့နော်တခုနဲ့တခုကတော့ဒီမှာပေါ့ဝင်းဆက်တွေကမိနေတယ် ခုနအတိုင်းပဲပြန်ကောက်ရမှာပဲမစီးပွားနဲ့ငွေကြေးကိစ္စမှလည်းဒီလိုပဲအိမ်ထဲမှာဒီဒီပွားရတော့ဒီကျွန်တော်ကလည်းဒီထဲမှာကမလုပ်ဘူးဖြစ်နေတယ်နော်ကျွန်မမြင်ရတာတော့စီးပွားရေးနဲ့ငွေကြေးကိစ္စတွေဟာလည်းမလို့အဖက်နဲ့စကားများရတာတွေဒီလိုဟိုစောင်းတော့အများချွေဟိုခြုံပြီးပြောရရင်တော့သူသူတပားတော့ကိုကိုတော့မကောင်းညာအကောက်ကြံတာတွေကိုညာတယ်ပေါ့နော်ကျွန်မဗီဒီယိုကိုကြည့်မိတဲ့တနေ့ကနေတာသမီးတွေကတော့မေလတလဟာအထူးဂယူဆိုင်ပါ အဲ့လိုအထုကယူဆိုင်ပြီးမှအစိုးဆုံးနဲ့အကောင်းဆုံးအခုအပြောင်းရှိမယ်စိုးမယ်ကန်းကုံအောင်စိုးပြီးကန်းကုံအောင်ကောင်းမယ်ခင်ဗျအခုကျမ်းမာရေးလူမှုရေးစီးပွားရေးနှစ်ခုစလုံးကအဲတစ်ခုနဲ့တစ်ခုက contact တွေဖြစ်တယ်တစ်ခုနဲ့တစ်ခုချိတ်ချိတ်ဆက်တွေချိတ်ဆက်ဖြစ်နေအောင်နော်ဆက်ဆက်မှုတွေရှိအဲ့တော့အထုကယူဆိုင်ပါနော်အဲတနုံးကနေသားသမီးတွေကနဲ့ပတ်သက်ပြီးတော့ ဒါတွေပြောရအောင်မလဲဆိုရင်ဟုတ်တယ်ကျွန်တော်နေသသမီးတွေကကျွန်မကတော့အကြံဉာဏ်ပေးချင်တာပေါ့နော်ကျွန်တော်နေသသမီးတွေရဲ့ရေတရာပေးပါဆိုရင်တော့အဲတန်ခါဆိုလဲတန်ခါဆောင်းတဲ့ထီတလက်တက်ကြီးရွယ်ကိုဆိုလဲတက်ကြီးရွယ်ကိုဆောင်းတဲ့ထီတလက်အဲအခုငယ်ရွယ်တဲ့ကလေးပဲဖြစ်ဖြစ်ပေါ့နော်တန်ခါတန်ခါဖြစ်ဖြစ် ဆရာလေးဆရာကြီးတိလာရှင်တိလာရှင်ပဲဖြစ်ဖြစ်နောက်ပြီးတော့အသက်ကြီးရွယ်ဦးပဲဖြစ်ဖြစ်ခလင်းတငယ်ပဲဖြစ်ဖြစ်ချီတချောင်းလူပေးလိုက်ပါလို့နော်ဒီရေတရားလေးကိုကျွန်မဒီမှာတော့ကျွန်မဒီလိုမျိုးလေးမြင်ရရနော်အကြောင်းမို့ချီတချောင်းလူပေးလိုက်ပါလို့ကျွန်မဒါဒီလိုလေးပြောချင်တာပေါ့နော်ကဲတနုံးကနေသားသမီးတွေရဲ့ပညာရေးပညာရေးကတော့အကျန်းအားဖြင့်တော့ကျမပေါ့နော်တခြားနီးလန်းနေနဲ့ကြည့်ရတော့ ပညာရေးမှာလည်းအနောက်ရှက်တွေရှိတယ်။ပညာရေးကလည်းထင်သလောက်မပေါ့ဘူး။55ရက်ကြော်မှပညာရေးနဲ့ပတ်သက်ပြီးထူးခြားအောင်မြင်နိုင်မဲ့ဂိမ်းတွေပညာရေးနဲ့ပတ်သက်တဲ့လမ်းစာတွေပေါ့မယ်။ဒါကတော့ဖြန်းမြခြင်းပေါ့နော်။ဒီမှာ talent နဲ့အဖြစ်နဲ့ဒါတခြားကျွန်မဒီမှာတက်နည်းလေးတွေဟောစာပေါ့နော်။ကျွန်မကလည်း shutdown ပေါင်းစုံလေးကနေကျွန်မကြည့်ပြီးပြောပေးနေတာပေါ့နော်။အခုကျမပညာရေးကိုပြောမှာ okay ။အော်ပညာရေးကတော့တန်ခါတွေဆိုရင်တဲ့ ယဟန်တန်ကတွေဆိုရင်တော့ပျော်ရွှင်ရမယ်တဲ့နော်အဲဆာဝါလိုက်တဲ့ကိုတော်တွေပေါ့နော်အဲ့လိုဆိုရင်တော့ယဟန်တန်ကတွေဆိုရင်တော့ပျော်ရွှင်ရမယ်ပေါ့နော်လူတွေနဲ့ပတ်သက်လို့ရှိရင်လေအဲပညာရေးကတော့ဝမ်းသာရမယ်ကာလာမျိုးဖြစ်တယ်ခုနလိုမျိုးပညာရေးကတော့ဒီမှာပေါ့နော်တခြားနီးတွေကအဲနီးတွေကအကုန်လုံးကြိလိုက်တဲ့အချိန်မှာတော့အကောင်းဘက်ကိုသွားတာများတယ်မကောင်းတာရှိတော့ညားလေအကောင်းတဲ့အားတွေကတော့များနေတယ်ပညာရေးနဲ့ပတ်သက်ရင်တော့ ထက်တလောက်မပောက်ခဲ့ဘူးကွာခုနလိုမျိုး55ရက်ကြော်ရင်တော့လမ်းတစ်တည်းစပွင့်မယ်အပညာရေးနဲ့ပတ်သက်ရင်တော့ဒီလိုမျိုးလေးရှိတယ်တနုံးကနေတားသမီးတွေဟာပညာသင်မယ်ဆိုရင်တော့တောင်ရက်ကမှပညာသွားသင်မယ်ဆိုရင်တော့အစစ်မပြေနိုင်ပါဘူးဆိုတော့เนาะဒါအရမျက်နှာလေးကိုလည်းကျွန်မဒါတေချာပြောလိုက်မှာเนาะတနုံးကနေတားသမီးတွေဟာတောင်ရက်ကိုအခုမေလမှာ တောင်ရက်ကိုခရီးသွားခြင်းတောင်ရက်ကိုရှောင်ရမှာပညာသွားခြင်းမဖြစ်မနေသွားမယ်ဆိုရင်လည်းကျွမ်းကျင်တဲ့ဆရာတွေနဲ့မေးမြန်းပြီးမှခရီးသွားတာမျိုးပညာသွားတင်တာမျိုးကိုလုပ်ပါတော့တနုံးကနေတာသမီတွေဟာမြောက်ရက်အကျိုးပေးနေပါတယ်နော်မြောက်ရက်အကျိုးပေးတယ်အနောက်အနောက်မြောက်အနောက်မြောက်အဲ့လိုမျိုးပေါ့နော်တောင်ကတော့ အကျိုးမပေးဘူးရှင်เนาะအတောင်မှာဆိုရင်တော့ခက်ခဲမယ်တောင်မို့လို့မသွားရဘူးလားဆိုတော့သွားရသွားမှဖြစ်မယ်ဆိုရင်သွားပေါ့เนาะနီလန်းလေးတွေတော့ရှိတယ်ကျမတို့ကတော့เนาะဒီလိုကိန်းကနားတစ်ခုမှဒီနေရာကမကောင်းဆိုရင်မကောင်းဆိုလို့ကိုကမလုံလို့မဖြစ်လို့ငုတ်ထုတ်ထားရမှာမဟုတ်ဘူးနီးရှိတယ်မကောင်းတော့ကိုကောင်းအောင် လုံပေးနိုင်တာဟိုမှာဆက်ရလို့ခေါ်တာအိုဒီနေ့နဲ့နဲ့ဒီနေ့နဲ့တွက်ဆက်လိုက်လို့တို့အိမ်တော်ကြီးကပြုတ်ကွဲမယ်မှတ်လားပြိုကွဲမဲ့အိမ်တော်ကြီးကိုမပြိုကွဲအောင်လုပ်နိုင်တာမှဆက်ရ စိုးနေတာကိုကောင်းအောင် လုပ်ပေးနိုင်မှဆရာဆရာတို့ကျမတို့ဒီလိုဒီလိုတတ်မှတ်တယ်။ဟောဒါကြောင့်မလို့ဟိုဒီလိုမျိုးဖြစ်ရင်ဒီလိုဒီလိုတွေကမကောင်းနိုင်ဘူးဒီလိုတွေဖြစ်နိုင်တယ်ဒါဆိုမလို့ပါဘူးလားမဖြစ်မနေလုံးဝမဆိုရင်လုပ်နီးစနစ်တော့ရှိတယ်ရှိတယ်နော်ဒါမျိုးကမှဆရာတို့ကျမကတော့ခံယူတယ်ကျမကတော့တတ်မှတ်တယ်ပေါ့နော်အဲကြောင့်မို့အခုတနုံးကနေတာသမီတွေကရပညာရေးကိုကျမဟောပေးလိုက်ပြီတနုံးကနေတာသမီတွေကနောက်ထပ်တစ်ခုခရီးသွားလာခြင်း ခྱི་သွားလာခြင်းတွေမှာလည်းတချိန်တည်းနဲ့မအောင်မြင်ပါဘူးတဲ့နော်တနုံကနေတာသမီးတွေဟာခྱི་သွားမယ်ဆိုရင်တော့အရှိရက်မြောက်ရက်အရှိမြောက်ရက်တွေကိုသွားရဖို့ရှိပါလိမ့်မယ်သွားတော့ညာလေသွားတဲ့ခྱི་တွေကမိမိထင်သလောက်တော့မဖြစ်ဘူးဇွဲရှိရှိနဲ့တချိန်တည်းနဲ့လည်းအောင်မြင်ချင်မှအောင်မြင်မယ်ဇွဲရှိရှိနဲ့သွားမယ်တချိန်တည်းမှမအောင်မြင်လို့စိတ်ပြတ်ကြသွားရင်တော့အောင်မြင်မှုနဲ့လွဲချောင်းမှ okay အဲ့တိုင်းပဲအခုကျွန်မပြောလိုက်တဲ့အတိုင်းပဲဒီမှာတထထဲထဲလာကြတယ်။ဒါပေမဲ့သွားရမယ်တဲ့ခီးကြီးကတော့အဲ့လိုသွားဖို့ကြုံရင်တော့အဆင်မပြေဘူးဆိုလည်းထသွားရမယ်တဲ့ခီးကြီးသွားဖို့တော့ဒီမှာအားပေးတယ်။ဒါပေမဲ့ဒီချိန်တစ်ခါတည်းတော့အောင်မြင်ချင်မှအောင်မြင်မယ်။အဲ့ဒီခီးကြီးသွားတာလည်းပေါ့နော်ခုနကကျွန်မပြောသလိုအရှိမြောက်အရှိမြောက်တွေဟာကျမ်းမာရေးရဆေးသွွားကုမာတို့ဆေးသွွားဝယ်မာတို့โอเคသွားပါတဲ့ သွားရမယ်တခါတည်းတော့မပြီးဘူးဆေးသေးပါတက်ခုမယ်ဆိုတော့တခါတည်းမဟုတ်နောက်တစ်ထပ်သွားရမယ်သွားဖို့သွားရမယ်အဲ့ညံမှာတော့ထူးခြားတဲ့အဲထူးခြားထူးခြားမယ်ပေါ့နော်ကျမကြီးမကောင်းတဲ့သူတွေဖြစ်ဖြစ်ငွေချင်းနဲ့ပဲဖြစ်ဖြစ်ဒီမှာတော့ကျမကြီးပြလာပဲကျမကြီးနဲ့ပတ်သက်ပြီးတော့အကြောင်းပြပြီးတော့အဲ့ဒီအရှိရဲ့မြောက်ရဲ့အရှိမြောက်ရဲ့ကိုသွားကိုသွားရလိမ့်မယ်သွားဆိုလို့ရှိရင်တော့မဆိုင်မတွားနဲ့မတူဘဲနဲ့ချက်ချင်းထသွားပါတဲ့နော်တကယ်လို့တစ်ချိန်အဆင်မပြေခဲ့ရင်လည်းထပ်သွားပါတဲ့ကျမဒီလိုမျိုးလေးမြင်ပါတယ်နော်အဲခုတနုံးကနေတာသမီးတွေရကန်ကျမကို ဒါဟောကြားပေးပြီးဖြစ်ပါရဲ့နော်။နေရာဒေသအသီးသီးမှာကျွန်တော်နေသားသမီးများစိတ်ချမ်းသာလို့ခန္ဓာကြီးစမ်းမကြပါစေရှင်။